မင်္ဂလာပါရှင်။နိုဝင်ဘာလ22ရက်နေ့အတွက်မြို့တော်ရဲ့နေ့လည်ခင်းသတင်းစီစဉ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်မကတော့အင်ချူမေပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့တမိအရင်နှစ်ယောက်ကိုအာဓမပြုခြင်းခဲ့တဲ့ဖခင်ကိုတောင်ငူတရားရုံးကထောင်ဒဏ်260အမိန့်ချမှတ်တဲ့သတင်းအပါအဝင်စိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့အနာဒိတ်စစ်တပ်နဲ့တော်လန်ရေးတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်မှလက်နက်ခဲယမ်းတချို့သိမ်းဆည်းရမိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ KNU ကရင်မျိုးသားအစည်းအရုံးဗိတ်တဝဲခရိုင်လေမူလားမြို့နယ်မှာနိုဝင်ဘာလ16ရက်နေ့ကအာနာသိန်းစစ်တပ်တပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီးစစ်တပ်ဘက်မှလက်နက်ခဲယမ်းတချို့သိမ်းဆည်းရမိခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။လေမူလားမြို့နယ်ကုလောကြီးရွာအုပ်စုအတွင်းကိုစစ်ကြောင်းထိုးလာတဲ့အာနာသိန်းစစ်တပ်စစ်ကြောင်းနဲ့တော်လန်ရေးတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ KNU ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကို KNDO တပ်ရင်းခုနှစ်၊ကရင်အမျိုးသားကာကွယ်ရေးတပ်ပူးပေါင်းစစ်ကြောင်းတို့ကလှုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်တပ်တပ်ဖွဲ့ဝင်တွေထံမှ MA1 လက်လက် MA3 နှစ်လက်နဲ့ခရယတချို့တင်စီရရှိခဲ့တယ်လို့ဆိုပါရယ်အာနာသိန်းစစ်တပ်မှာအပြစ်မဲ့အရဲသားပြည်သူလူထုတွေနေထိုင်ရာနေရာဒေသတွေအတွင်းကိုလေကြောင်းတိုက်ခိုက်တာတွေလက်နက်ကြီးတွေ drone တွေနဲ့ပစ်ခတ်မှုကြောင့်အပြစ်မဲ့အရဲသားပြည်သူလူထုတွေမှာစိုးရိမ်ကြောက်ရွံ့မှုများစွာနဲ့လောက်ကင်စားတောက်သွားလာနေထိုင်နေကြရတယ်လို့သိရပါရယ်ပြီးခဲ့တဲ့နိုဝင်ဘာလ15ရက်နေ့ကလည်းကော်တူလေးအုပ်ချုပ်မှုနယ်မြေခလဲလွီထူခရိုင်စောတိမြို့နယ်နဲ့မူးမြို့နယ်တို့အတွင်း အာနာသိန်းစစ်တပ်မှအရတားပြည်သူလူထုကိုပြစ်မှတ်ထားပြီးရွယ်ချက်ရှိရှိဒရုန်းတွေနဲ့လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့်အရတားပြည်သူတအူးထိခိုက်ဒဏ်ရာရကဆိုလာတစ်ချက်ပျက်စီးခဲ့တယ်လို့လည်းထုတ်ပြန်ထားပါသေးတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မော်ကြီးဒေသခဲလောက်ကွက်ကိုစစ်တပ်ကလေရင်နဲ့ပုံကျဲလို့ပြည်သူ၅ဦးသေဆုံးတာအများအပြားထိခိုက်ဒဏ်ရာရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကရင်နီပြည်ဖားဆောင်မြို့နယ်မော်ချီဒေသခဲလောက်ကွက်နေရာကိုစစ်ကောင်မရှိတပ်ကလေကြောင်းကပုံကျဲခဲ့လို့ ြည်သူ၅ဦးသေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။နိုဝင်ဘာလ22ရက်နေ့မနက်9:00နာရီခွဲခန့်အချိန်မှာမော်ဂျီဒေတာခဲလောက်ကွက်နေရာ၃ခုကိုစစ်တပ်ကဂျက်ဖိုင်တာနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ခဲတူးဖုံးနေတဲ့အလုတ်သမား၅ဦးသေဆုံးပြီးအမျိုးသမီးအပါအဝင်အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပါဗျ။အဆိုပါလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့နေရာဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အာမန်အယက်သားပြည်သူတွေခဲလုတ်သားတွေသာရှိတဲ့နေရာဖြစ်တယ်လို့သိရပါတယ်။အာနာဒိတ်စစ်ကောင်မရှင်တပ်ဟာဖားဆောင်မြို့နယ်မော်ချီဒေသကိုမကြာခဏဆိုသလိုလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်နေလို့ပြည်သူတွေမကြာခဏသေဆုံးဒဏ်ရာရမှုတွေဖြစ်ပေါ်နေတယ်လို့လည်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တမီးအရင်နှစ်ယောက်ကိုအာရမပြူးချင်းခဲ့တဲ့ဖခင်ကိုတောင်ငူတရားရုံးကထောင်နဲ့60ချမှတ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ပဲခူးတိုင်းတောင်ငူမြို့နယ်ဒိုးအင်းကျေးရွာမှာ တမီးအရင်ဖြစ်သူကိုအာရမကျင်းနဲ့ဖခင်ကိုထောင်နံအနစ်60ချလိုက်တယ်လို့သိရပါဗျ။ဇူလိုင်လ6ရက်နေ့ည9နာရီကကဒိုအင်းကျေးရွာမှာနေတဲ့ဖခင်ဖြစ်သူဇော်ခိုင်ခေါ်မောင်ခိုင်ဟာအရက်သေးစာတောက်စားထားပြီးနေအိမ်တဲထဲမှာအိတ်နေတဲ့အသက်14နှစ်အရွယ်တမီးဖြစ်သူကိုအာရမကျင်းဖို့ကြံစီခဲ့ပြီးတမီးဖြစ်သူကရုန်းကန်ခဲ့တာကြောင့်အသက်12နှစ်အရွယ်တမီးအငယ်ကိုခေါ်ကာအာရမကျင်းခဲ့တယ်လို့သိရပါဗျ။အဲ့လူကတမီးနှစ်ယောက်ရှိတယ်။ဆလင်းနဲ့သမီးကိုအာရမကျင်းမှုလောက်တာ ။တမီးအကြီးကရုံးခံပြေးလို့တမီးငယ်ကိုချုပ်ပြီးအာရမကျင်တာ။မနဲ့ကျသူတို့အဘွားကိုသွားတိုင်တာ။အဲ့ဒါနဲ့သူ့အဘွားကတရလူလှုပ်ပြီးတိုင်တာ။အမဖမ်းပြီးထောင်ချတာလို့ဒေသခံတူကပြောပါရယ်။နိုဝင်ဘာလ20ရက်နေ့မနေ့ကအသက်12နှစ်အရွယ်တမီးအရင်ကိုမဖွဲမရအာရမပြုခြင်းခဲ့တဲ့ဖခင်ဖြစ်သူကိုတောင်ငူခရိုင်ဒုခရိုင်တရားသူကြီး၃ယုံကအလောက်ကျမ်းနဲ့ထောင်နှံအနစ်60ချမှတ်လိုက်တယ်လို့သိရပါဗျ။မနေ့ကအမိန်ချလိုက်တယ်။အနစ်60ကျသွားတယ်။ သူ့အမေကိုယ်တိုင်ကအခုလိုတရက်လိုလှုပ်ပြီးအမှုဖွင့်ထောင်ချလိုက်တာကလေးတွေနဲ့ဆိုအဖွားတော်တာပေါ့လို့ဒေသခံတဦးကပြောပါရယ်တမီအရင်ကို အာရမပြုကျင့်သူတရက်ခံမောင်ခိုင်ခေါ်ဇော်ခိုင်ကိုပြစ်မှုကျူးလွန်တာထင်ရှားတာကြောင့်ပုံမှ၃ခုနဲ့တရားဆွဲဆိုခဲ့ပြီးပြစ်မှုတရက်ကိုနှစ်ပေါင်း20စီနဲ့ပြစ်ဒဏ်၃ရက်နှစ်ပေါင်း60ကိုတစ်ခုပြီးမှတစ်ခုကြခံစီရန်တာငူခရိုင်ဒုခရိုင်တရားသူကြီး၃ရုံးကနေနိုဝင်ဘာလ20ရက်နေ့မှာအမိန့်ချလိုက်တယ်လို့သိရပါရယ်ရှင် နောက်ဆုံးသတင်းတပုတ်အနေနဲ့တောင်ငူလိပ်တိုလမ်းမိုင်းမှာမဲယုံပစ္စည်းတွေပို့ဆောင်ပြီးပြန်လာတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်ကဈာဖြတ်တိုက်ခိုက်ခံရပြီးအများအပြားသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။တောင်ငူလိပ်တိုလမ်းမိုင်းမှာရွေးကောက်ပွဲအတွက်မဲပစ္စည်းတွေပို့ဆောင်ပြီးပြန်လာတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရဲ့ကဈာဖြတ်တိုက်ခိုက်ခံရပြီးအများအပြားထိခိုက်သေဆုံးခဲ့တယ်လို့ KNU တပ်မဟာနေတရင်ငါကန်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှသိရပါဗျ။ပြီးခဲ့တဲ့နိုဝင်ဘာလ18ရက်နေ့မနက်ပိုင်းအချိန်ကငါ ပဲခူးတိုင်းရေတာရှည်မြို့နယ်အခြေဆိုင်604တက်ရင်ကနေတောင်ငူလိပ်သို့လမ်းမိုင်းအတိုင်းကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်အတွင်းကလိပ်သို့မြို့စီမဲယုံပစ္စည်းတွေတားရောက်ပို့ဆောင်ပြီးပြန်လာတဲ့အချိန်ကိုတော်လန်ရေးတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။မဲယုံအတွက်ပစ္စည်းတွေပို့ပြီးပြန်လာတဲ့အချိန်ကိုကြားဖြတ်တိုက်မှာဆိုလို့အရသာပြည်သူတွေကိုလူသားတိုင်းလုပ်ပြီးပြန်လာတာသူတို့ကို603တက်ကလာကြိုပြီးကြောက်လုံးကြီးစခန်းကိုရောက်မှတစားကန်ဖမ်းလာသူတွေကိုပြန်လွတ်တာ။ ပြန်လွတ်ပြီးပိန်းထဲပြင်ရွာအနီးကိုစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရောက်ချိန်တော်လိုင်းရေးတပ်ဖွဲ့တွေကကြားဖြတ်တိုက်တာလို့တော်လိုင်းရေးနဲ့နှိစက်သူတအူးကပြောပါတယ်။အဆိုပါမဲယုံပစ္စည်းတွေကိုပို့ဆောင်ပေးပြီးပြန်လာတဲ့စစ်ကြောင်းဟာထုံးဖို့ကြီးကျေးရွာအတွင်တပတ်ကြာနေထိုင်ခဲ့ပြီးနောက်ထုံးဝကြောင်မလော့ကုံမွန်ကုံစတဲ့ကျေးရွာတွေမှာဖြတ်တန်းသွားလာတဲ့အရဲသားပြည်သူတွေကိုလူသားတိုင်းလောက်ကဖမ်းဆီးလာခဲ့ပြီးကြောက်လုံးကြီးစခန်းရောက်မှပြန်လွတ်ပေးခဲ့တာလို့လည်းသိရပါတယ်။ တော်လိုင်းရေးတပ်ဖွဲ့တွေနဲ့ကအယက်သားပြည်သူတွေကိုပြန်လွတ်ပြီးမှထိတွေ့တိုက်ပွဲဖြစ်တာတော်လိုင်းရေးတပ်ဖွဲ့တွေရဲ့မိုင်းခွင်းထဲရောက်တော့အထီးခိုက်အသေးဆုံးတွေများတယ်။နောက်သူတို့မနိုင်တော့တက်ဆုပ်သွားတယ်လို့အဆိုပါတော်လိုင်းရေးနဲ့နှိစက်သူကဆက်လက်ပြောဆိုထားပါဗျ။အခုလက်ရှိအနေအထားအရတော့တာငူလိတ်တို့လမ်းမိုင်းကိုစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကတပတ်နှစ်ကြိမ်အ ਨੇ ဆုံးစစ်ကြောင်းထိုးကပြည်သူတွေကိုလည်းလူသားတိုင်းလုပ်ပြီးတက်ဆွဲလေရှိရကြ။ပြည်သူတွေအနေနဲ့သတိထားနေထိုင်သွားလာတဲ့နယ်လို့လဲတက်မဟာနေတရင်က ကန်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတွေကပြောဆိုထားပါတယ်ရှင်။မြို့တော်ရဲ့နေလည်ခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူများအားလုံးကိုစိတ်နှဖျားကျန်းမာချမ်းသာကြပြီးဆရာနာရှင်စနစ်ဆိုးလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝဘေးရန်တွေအတွေ့အကြုံမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်ဖွဲ့သားများကစုမုံကောင်းတောင်းလိုက်ရပါတယ်ရှင်။